2026ကမ္ဘာမလားမှာစိန်ကြီးမန်စီပါဝင်ကစားမလားဒီပြူဝေးလိုက်တဲ့ဆော်ရက်ပရိသတ်များလုံးမဲ့မိလားများရွှေရိုအိုင်မတ်ကွန်ရှင်ကောင်အလိုင်းအချင်းကနေပြန်လဲကြိုလိုက်ပါရင်2026ကမ္ဘာမလားမှာစိန်ကြီးမန်စီပါဝင်ကစားသွားမလားအခုဆိုရင်အသင်းပေါ်လို့ဆော်ရက်ကဒီပြူပေးလာခဲ့ပြီဖြစ်ပါရင်မက်ဆီရဲ့ကစားသမားဘွားကလမ်းရှင်းချိန်မှာတော့လွန်လင်းသေးမရှိအောင်ပြပြဆုံသွားပါပြီမက်ဆီမရဘူးသေးတဲ့အသင်းလိုက်အောင်မြင်မှုတူးချင်းစုစိတ်ဘာဆိုဘာမှမကြံတော့ပါဘူး2026မတိုင်ခင်တော့ကမက်ဆီကိုနိုင်ငံအသင်းနဲ့အတူဖလားမရတဲ့အတွက်လောင်းတဲ့သူတွေကမနေမတော့ရှိခဲ့ပါရင် ဒါပေမဲ့အခုချိန်မှာတော့မက်ဆီအားဝေဖန်သူတွေကိုဘာအတန်မှထမ်းမထွက်လာအောင်လုပ်နိုင်ခဲ့ပါရင်မက်ဆီကိုဝေဖန်သူတွေဟာအပြစ်မရှိအပြစ်ချပြီးနှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့လက်လျှော့လိုက်ရတာဖြစ်ပါရင်2020နှစ်ကဘာပလာရထားတဲ့မက်ဆီအနေနဲ့2026မှာပါကဘာပလာထက်ရရင်ဟိတ်တာရင်းအကုန်နေစရာပျောက်ကုန်မှာမြင်အောင်ပါသေးတယ်2026ကဘာပလာမှာမက်ဆီပါဝင်လာမလားဆိုတဲ့အပေါ်ဆွာရက်ကမက်ဆီကလာမယ့်ကဘာပလာမှာပါဝင်ကစားဖို့စရာထက်တန်နေပါရင်လက်ရှိမှာလေးစင်အတွက်မကစားပေးနိုင်ဖြစ်နေတော့သူကပိုတော့ကစားချင်နေမှာပါလို့ပြောခဲ့လိုက်တာပါ လာမယ့်ကမ္ဘာပလားမှာဆိုရင်မက်ဆီဟာအသက်39နှစ်ရှိနေမှာလည်းဖြစ်ပါတယ်။မနာလိုသူတွေကမက်ဆီရဲ့ပြပြဆိုမှုကိုအပေါချခြင်းကြပါတယ်။2005ခုနှစ်မှာ UNESCO ကမ္ဘာပလားကိုမက်ဆီရတော့ဝေဖန်သူတွေကဒါကြီးကလူငယ်အစဉ်ပဲရှိတယ်လေ။မက်ဆီစွန့်နေဆိုရင်လေရွေးစင်အသင်းကြီးနဲ့ပလားယူပြဆိုပြီးပြောခဲ့ကြပါတယ်။2008အိုလံပစ်မှာချွေတဲ့ရတော့လေ။အိုလံပစ်ဆိုတာ FIFA ကကျင်းပတဲ့ပြိုင်ပွဲတော်မဟုတ်ဘူး။ဘာလို့ရမှာလဲလို့ဝိုင်းသမုတ်ကြတယ်။2024ကမ္ဘာပလားဖိုင်နယ်မှာမက်ဆီရှုံးနေပြန်တော့လေဝိုင်းလောင်ကြပါတယ်။ ကတော့ဆက်လေးကမ္ဘာပလာဖိုင်နယ်မှာမက်ဆီရှုံးပြန်တော့လဲဝိုင်းလောင်ကြပါရင်အခုချိန်မှာသာမက်ဆီကို FIFA ရဲ့မွေးစားသောကမ္ဘာပလာကလုံးဆက်ကြည့်ပါဆိုပြီးပြောနေကြပါမယ်။၂၀၁၄ခုနှစ်တုန်းကမက်ဆီမထိုက်လို့မရတော့ကမ္ဘာပလာကမှတကယ်အစဉ်တန်းမြင်ဖလားလို့သတ်မှတ်ခဲ့ကြပါရင်မက်ဆီကိုလည်းဘယ်တော့မှကမ္ဘာပလာမရနိုင်ဘူးလို့လောင်ပြောင်းခဲ့ကြပါရင်မက်ဆီဟာကမ္ဘာအမေရိကချန်ပီယံဖြစ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ရတာပါ။၂၀၁၀၂၀၁၆ကမ္ဘာအမေရိကဖိုင်နယ်တွေမှာဇက်တိုင်ရှုံးတော့အားလုံးကမက်ဆီကိုလောင်ပြောင်းကြပါရင်မက်ဆီငိုနေတဲ့ပုံတွေနဲ့ထိုးကြပါရင် မက်ဆီယားဘာစီလိုနာမှာပဲလုံးပြနိုင်ကြောင်းအာဂျင်တီးနားအတွက်ဆိုရင်အဗလာဖြစ်ကြောင်းသတ်မှတ်ကြပါရင်2029ခုနှစ်အထိမက်ဆီယားတောက်လျှောက်အာဂျင်တီးနားအတွက်အကြီးအကျယ်ကြိုးစားခဲ့ပေမဲ့နိုင်ငံအသင်းနဲ့အတူလေဝင်းစင်ဘလားအသင်းနဲ့အတူဖလားမရနိုင်ဘူးလို့လောင်းမြောင်းခဲ့ကြတာပါဘာစီလိုနာမှာသာဖလားယူနိုင်တဲ့မက်ဆီယားတကယ်ဘောလုံးကစားရတာချမ်းချမ်းတန်းတန်းကိုပါအမေရိကမှာတော့ဘာကောင်းမှမဟုတ်ကြောင်းကမ္ဘာဖလားလို့ဥရောပထိပ်သိမ်းအသင်းကြီးတွေနဲ့ရှင်းပြရတော့ဘာမှမတန်ဆွမ်းနိုင်ကြောင်းပြောခဲ့တာပါ ဒီလိုနဲ့2021မှာမက်ဆီအားကိုပါအမေရိကချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့လေသံတွေကပြောင်းသွားပါတယ်။ကျန်းတန်းခက်ခဲပါတယ်ဆိုတဲ့အကြောင်းအမေရိကဘောလုံးလောကချက်ချင်းဆိုသလိုဘာမှမဟုတ်တဲ့အဆင့်အတန်းကိုရောက်သွားပါတယ်။အရင်ကယူဝတ်ခတ်ပါတယ်ဆိုတဲ့ကိုပါအမေရိကချန်ပီယံဆုဟာယူရလွယ်တဲ့ဖလားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ချက်ချင်းပဲယူချန်ပီယံဆုကကိုပါအမေရိကထက်ပိုပြီးတန်ဖိုးမြင့်နေဆိုပြီးဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မက်ဆီက2022ယူချန်ပီယံအီတလီကိုအနိုင်ယူပြီးတော့ဖိုင်နယ်လာမှာဆီယာဖလားရတော့လည်းအပြစ်မလုပ်ခဲ့ပါဘူး။ အီတလီဆိုတော့ကမ္ဘာပလားခြေစစ်ဝဲတော်မောင်းနဲ့အသင်းဖြစ်ကြောင်းအာဂျင်နာအနေနဲ့ပြင်သစ်နယ်သာလန်တို့လိုအသင်းတွေနဲ့တွေ့ရင်ခွတ်ထုတ်ခွတ်လန်ရှုံးမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီလိုနဲ့2020နှစ်ကမ္ဘာပလားမှာမက်ဆီအားနယ်သာလန်ခရိုအေးရှားပြင်သစ်တို့ကိုရှုံးနှန်းစစ်မှာအနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာပဲချစ်ချင်းကြီးကမ္ဘာပလားဟာလုံးဆက်ကြီးအဖြစ်သတ်မှတ်ခံခဲ့ရပါပါတယ်။ဒါဆိုရင်နယ်သာလန်ခံစစ်ကစားသမားဗန်ဒိုက်ကပနာတီတမင်လွဲချော်တာလားမော်ဒရစ်ကခရိုအေးရှားကတမင်ကြီးအရှုံးပေးခဲ့တာလားပြင်သစ်ကစားသမားတွေကအာဂျင်တီးနာကိုမှမာဒီနဲ့တူးချင်းတွေ့တဲ့အလုံးတွေကိုလွဲအောင်ကန်ခဲ့တာလား အကယ်၍ကမ္ဘာပလားသာလုံဆန်းဖြစ်ခဲ့ရင်ဝင်ကစားတဲ့အသင်းတွေကလည်းလုံဝဲကစားခဲ့တာဖြစ်နေမှာပါ။ဒါဆိုရင်မော်ရိုကိုကိုပေါ်တီကရှုံးပေးခဲ့တာလား။ပြီးတော့ကမ္ဘာပလားဖိုင်နယ်မှာပနာတီတွေပိုရတဲ့အသင်းကပြင်းထန်ပါ။ဘာလို့ပနာတီပိုရတဲ့ပြင်းထန်ကမနိုင်ခဲ့တာလဲ။အရင်တော့ကမက်ဆီကိုပနာတီမသွင်းထွက်လို့ဆိုပြီးလောင်ပြောင်ခဲ့ကြတဲ့သူတွေကချက်ချင်းကိုမက်ဆီကပနာတီပဲသွင်းတတ်တယ်ဆိုပြီးလောင်လာခဲ့ကြပါရင်ဒါဆိုရင်မက်ဆီကိုပါအမေရိကဖိုင်နယ်ကို၃ချိန်ဆက်ရှုံးခဲ့တာ။နောက်ဆက်လေးကမ္ဘာပလားကိုရှုံးခဲ့တာတွေကပဲရောက်သွားရင်ကိုမြင်ကတ်တဲ့သူချာရှုံးခြင်းမှာ သူမရတဲ့ဖလားတွေကတန်ဖိုးရှိပြီကိုမင်းကတ်တဲ့သူအောင်မြင်တဲ့အချိန်မှာသူရတဲ့ဖလားတွေကတန်ဖိုးမရှိကိုချက်ချင်းဖြစ်သွားခဲ့ကြတာပါမန်စီကိုရင်ကောင်းဖရီကစ်ကနေဂိုးမသွင်းနိုင်ဘူးဆိုပြီးလောင်ခဲ့ကြတယ်အခုမန်စီကဖရီကစ်ကနေသွင်းတဲ့ဂိုးပုံများနေတယ်မန်စီအောင်သူ့ကိုမနာလိုသူတွေကိုထာဝရလောင်မြိုက်နေအောင်အနိုင်နဲ့ပိုင်နိုင်ခဲ့သူပဲဖြစ်ပါတယ်โอเคပါမြောင်ဗီဒီယိုလေးတော့ဒီလောက်ပါမယ်။နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။